တော့တမတော်ကမိတမတော်ကဖားပဲเนาะစစ်တပ်မရှိရင်တိုင်းပြည်ပြည်စည်းမှာပဲဟုတ်လားမဟုတ်လားဟုတ်ပါပြီอืมဒီရတော့မင်းတို့မရှိရင်တော့အေးတယ်ဒါသားပဲရအောင်လေအားလုံးမောင်သားသမီး6ယောက်ကြီးတယ်ချောင်းတီးလာတို့ရဲ့အသားကိုစစ်မှုတန်းနဲ့ထဲမဲ့ဘာညာဆိုရင်ချင်းချောက်တယ်ဘောလုံးကွင်းကိုပတ်စံတသိန်းပေးပြီးတော့ပေါ့လုတ်ခိုင်းမိပါကြအဲ့ဒါဟုတ်လားဟုတ်တယ်ပတ်စံတသိန်းပေးဘောလုံးကွင်းကိုပတ်စံတသိန်းပေးပြီးတော့လေထူထူခိုင်းမိတယ်ရိုက်ခိုင်းမိတယ်ပါးနေတာတွေရိုက်ခိုင်းမိတယ်ပြီးလို့ဆိုရင်လည်းစစ်မှုတန်းနဲ့ထဲမဲ့တဲ့စစ်သားတွေကအဲ့ဆိုစစ်သားတွေကတို့ခိုင်းပါလားတို့ပတ်စံပေးပြီးဟောဗျာ ပြောอ่ะအားတော့မတည်ဘူးဥစားဘူးသူကအဲ့လိုမျိုးထားပြောလားထားပြောတော့အားတော့ပထမဥစားတယ်မှာပါသူကခိုင်းတတ်ကြနေရပဲအိမ်မှာလည်းဥစားဘူးပါသုံးယောက်ကလည်းစိတ်မူလာရှိတယ်တယောက်ကတိုက်ပွဲကြသွားတယ်တယောက်ကသတိမရဘူးသတိမရဘူးအခုကနောက်နောက်ယောက်ကလည်းစစ်တက်တက်ထဲမှာပဲမှန်လားနောက်တယောက်ကလည်းတက်နေမို့အခုသားအငွေသုံးလေးနဲ့နေရတာအငွေသုံးလေးကဘယ်လောက်ပြောပါလဲ16လားဟုတ်လား16ဟိုကတော့လောက်16ရည်ပြည့်အာအဲ့တော့ အခုဒေါ်ကြီးသားလေးကိုလည်းသူတို့ကဟိုဖြစ်တယ်မလားသိကူရတယ်ဖြစ်မယ်လေဖမ်းမယ်လေပြောလေဒါမှမဟုတ်လည်းမလို့ဘူးလို့ကျွန်တော်ပြောဟုတ်ပါလေဒီဘက်ကနေခွေးဘက်ကနေဒီအောင်ဆောင်ပြီးဖြတ်တဲ့ခါရှိတယ်เนาะအမျိုးမထင်ကြနဲ့เนาะတင်းရောပေါ့လို့ဘက်ကလည်းเนาะကောင်းချောင်မောင်းကြအောင်เนาะရေးချောင်းကြုံလည်းဆိုရင်လည်းဒါကြီးကျက်လည်းရှောင်ရအောင်เนาะဟုတ်ကဲ့ဒီလိုဒီကောင်ကဘာမှရှောင်တာမဟုတ်ဘူးโอเคโอเคဟုတ်ဘယ်နဲ့တည်းတည်းအောင်ရှင်းနေတယ်ရှိလို့เนาะဟုတ် ော်လိုင်းမျိုးတွေအားလုံးပဲငလင်ပေးနဲ့မေးပေးတယ်မှာများဆုံးကြီးမွေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျစ် Revolution Channel လေးရဲ့ပြန်ကြည့်သိပါရစေ။ဗီဒီယိုလေးရွှေရှင်မလို့သွားပေးကမှာတော့ယနေ့ဇွန်လ28ရက်နေ့စနေနေ့ရက်ညပိုင်းထီနောက်ဆုံးရရှိတဲ့သတင်းချို့ကိုကြီးညိုဖော်ပေးသွားဖြစ်ပါတယ်။ကော်လိုင်းမျိုးတွေအားလုံးပဲစုံနေကြည့်ပေးဖို့ဒီရန်ကိုထပ်မံတောင်းဆိုလိုက်ပါရစေ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့မြန်မာပြည်သူတွေကိုကူညီနိုင်မဲ့နီလန်လေးကိုလူခွင့်ရေးမဟာမင်းကြီးကြင်ပြလိုက်ပါရစေ။မြန်မာပြည်သူတွေကိုထိတိယအောင်ကူညီပေးနိုင်မဲ့နီလန်လေးကိုကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးကတင်ပြလိုက်ခြင်းဖြစ်ပါတယ်။သုတနာနိုင်ငံ ဒနီပါမြို့မှာကျင်းပခဲ့တဲ့ကုလသမဂ္ဂလူခွင့်ရေးကောင်စီညီလာခံမှာမြန်မာလူခွင့်ရေးဆိုင်ရာအစည်းအဝေးသားတစ်ဆောင်ကိုတင်သွင်းရင်းနဲ့အဲ့ဒီကြံပြုချက်ကိုထည့်သွင်းတယ်လို့လည်းပြောဆိုတာသိရှိရပါတယ်။အနာသိစစ်တဲ့အုပ်ချုပ်နေတဲ့မြန်မာနိုင်ငံမှာလူခွင့်ရေးချီနေတဲ့ပုံမူချက်တဲ့စိုးရွာလာတာကိုအတည်ပြုခဲ့ပြီးတော့တစ်ဖက်မှာလည်းမြန်မာပြည်သူတွေဟာအပြောင်းအလဲတွေမျှော်လင့်ချက်တွေကိုကြံ့ကြံ့ခံစုတ်ကန်ရင်းနဲ့ပဲတောင်းခံရင်းနဲ့ပဲတော်လှန်နေကြရဲဆိုတာကိုလည်းဟောခဲ့တာကိုတွေ့ရှိရပါတယ်။လူ၄တောင်တော့သေဆုံးခဲ့တဲ့ Master 28ရက်နေ့ငလင်ကြီးပြီးမှမြန်မာနိုင်ငံရဲ့ချီနေရပို့ပြီးခက်ခဲလာကြောင်းနဲ့ ပြည်သူတွေဟာလည်းငြိမ်းချမ်းတဲ့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုပြည့်ဝတဲ့နာဂတ်ကိုဆက်လက်မျှော်လင့်နေစေလို့လည်းညီလာခံမှာမင်းကုန်းမှာထည့်သွင်းပြောကြားသွားတာသိရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့စကိုင်းမြို့နယ်မင်းကုန်းရွာတဲကစစ်ကောင်စီတပ်တွေဝင်ပစ်ခင်ရပြီးတဲ့နောက်မှာတော့စစ်တပ်ဟာမင်းကုန်းရွာကိုဝင်ရောက်မိရှုခဲ့လို့လက်ကနေပြောထားပါတယ်။အမိုင်းဝင်ဖျားရရှိတဲ့မင်းကုန်းရွာကိုစစ်တပ်ကမိရှုခဲ့တယ်လို့လည်းဆိုထားတာတွေ့ရပါတယ်။အာဇွန်လ9ရက်နေ့ကစတင်ပြီးသူကောင်အင်အား300လောက်နဲ့မင်းကုန်းတိုက်နယ်ကြောကိုစစ်တပ်ဟာစစ်ကြောင်းထိုးလာပြီး ပြင်းရွာနဲ့ချောင်းမကြီးရွာကိုမိရှုထားတာလည်းဖြစ်ပါတယ်။အဲ့နောက်မှာတော့ကျောင်းတိုင်စီကတော့ပေါဝင်ပြည်သူလေးဦးကိုလည်းတက်ဖြတ်ထားပြီးချောင်းမကြီးနဲ့အုံးသင်းရွာတွေကိုလည်းစစ်ကြောင်းတွေထိုင်ထားခဲ့တယ်လို့ဒေသခံတွေပြောတာပါတယ်။ဘွန်လ29ရက်နေ့မှာတော့မင်းကွန်းရွာကနေထိုင်ချကြံနေခဲ့တဲ့စစ်ကောင်တပ်တွေဟာတော်လိုင်းအဖွဲ့တွေနဲ့ပျောက်ကြားစနစ်ဝင်ရောက်တိုက်ခတ်ကြအောင်ခံခဲ့ရပြီးတော့အဲ့နောက်ပိုင်းမှာတော့စစ်တွေဟာခတ်မှန်ပြီးတော့မိရှုခဲ့တော့သိရပါတယ်။တိုက်ပွဲသေးသေးကိုတော့တပ်ဖွဲ့တွေကလည်းမထုတ်ပြန်သေးဘူးလို့ဆိုတာပါတယ်။ အင်ဂျီ6ဟောကျော်ရှိတယ်လူဒီကမနေကြတော့ပြန်ဘယ်လောက်ပါသွားလဲတော့မသိရသေးပါဘူးလေဒေသခံတွေပြောတာသိရှိရပါတယ်မင်းကွန်းစီကတော့ဖရာကြီးရဲ့ကြောင်းတွေရှိပြီးအဲ့ဒီနာကဝင်းကျင်တွေကိုလည်းမြို့ရှုခံရကစီရော်ကြီးရဲ့ကြောင်းချင်တွေကိုတော့လက်ရှိမှာမသိရသေးဘူးလေဆိုရပါတယ်သူကတော့စီရော်ကြီးကြောင်းတွေမီးတဲ့ပါသွားတယ်ပြောတာတွေ့ရှိရပြီးတော့ဒီစကြောင်းတွေကသခိုင်းမြွနယ်တခုလုံးကိုနည်းမြေစိုးမိုးဖို့စိုးစားနေပြီးတော်လိုင်းတက်တရာလဲခုကန်တော်လိုင်းရမှာတနက်ခင်းရ၆ပေါင်ကြီးရဲ့လူကနေတော့တော်လိုင်းတက်တရာပြောတာတွေ့ရှိရပါတယ်ဒါတော့လက်ရှိအချိန်မှာမင်းကွန်းတို့နာမည်ကြီးရဲ့ရွာကြီးတွေဟိုတော့ နံပါတ်ကြီးရဲ့ဆရာဝရေးနံပါတ်ကြီးရဲ့ចောင်းနေကိုတော့မင်းအောင်နေကဘာမှမချမ်းတော့ပါဘူး။ဒါမချမ်းတဲ့ပြပြလို့မရပါဘူး။ဘော်လဲဆိုတော့မင်းအောင်နေဆိုတဲ့ကောင်ကဒီလိုပဲမရိုက်နေအောင်ဒီမှာတွားတယ်။ဘော်လဲဆိုတော့ပါရုပ်ဆရာတော်ကြီးရဲ့စေပေကံကိုတော့အားရပါရမီရှူခဲ့တာလေ။ဒီကောင်မဖြစ်ပါတဲ့။အဲကောင်တော်လန်ပြည်သူတွေနေလဲဒီလိုကောင်မျိုးကိုရှင်းလျက်ထားမယ်ဆိုရင်တော့တော်တော်လေးမှားသွားနေရရောက်ပြီးဆွေစဉ်မျိုးဆက်အကုန်မချမ်းအရှင်းလင်းနိုင်တော့တစ်ချိန်မှာထပြီးတော့အယူတွေကထပ်တွန်းလာအောင်လည်းမြင်အောင်ဖြစ်ပါတယ်။အဲကောင်တော်လန်ကြီးကာလာတွေဖြစ်ဖြစ်တော်လန်ကြီးကာလာဖြစ်ဖြစ်ဒီကောင်တွေကို အားလုံးကိုပြည်စင်မျိုးဆက်ပဲအကုန်လုံးကိုရှင်းလင်းရမယ်ဒါတခုတော့တကယ်လို့ရမှာမှန်ပဲဖြစ်ပါတယ်ဟုတ်တဲ့တင်မို့အနေနဲ့ကတော့မေစုဟာနေပြီးတော့ချုပ်ထောင်မှာမရှိဘဲနဲ့လို့ဝနေရာမှာဖန်စီချုပ်နှောင်ခဏတည်းလို့မြမအချင်းအောင်တက်တဲ့ဖွဲ့ကနေပြီးတော့ထုတ်ပြန်လိုက်ပါပြီ။ပေါင်သန်းစုကြီးဟာနေပြီးတော့ချုပ်ထောင်နဲ့14မိုင်กว่าမှာရှိတဲ့လို့ဝနေရာမှာဖန်စီချုပ်နှောင်ထားပြီးသူဟာဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲခြေရင်းနဲ့ပတ်သက်ပြီးအဓိကတောင်းဝင်ယူကြမိအမိစင်းမျိုးကိုမြမအချင်းအောင်တက်တဲ့ MBW ကထုတ်ပြန်လဲဖြစ်ပါတယ်။အောင်ရွက်မဲ့လူတွေကိုလည်း ော်လန်ပြည်သူတွေအနေနဲ့သုံးပေါင်းကိုပြပြမှာဖြစ်ပါတယ်။နိုင်ငံတော်တိုင်းပြည်ကပုတ်ကိုမေတော်ဆန်းစုကြည်ကနေပြီးတော့ချုပ်ထောင်တဲ့၁၄မိုင်၂၂.၅ကီလိုမီတာကျော်မှရှိတဲ့စစ်စင်ရေးထူးဖွဲ့ကစားတာ၆ရုံးဆိုင်တဲ့နေရာမှာဒုံကျွင်းတင့်ဆွတာမတရားဖမ်းဆီးချုပ်နှောင်ခံရကြောင်းနဲ့အဲ့ဒီနေရာမှာတော့စစ်ကောင်စီကောင်းသောမင်းအောင်နဲ့ရုံးထွက်နေတဲ့နေရာနဲ့မဝေးပဲလက်ရှိချိန်မှာတော့ဒူပိုချုပ်စင်ရှိသူတွေအဝင်ဦးစီးနေတယ်လို့သိရပါတယ်။လက်ရှိမှာတော့မေတော်ဆန်းစုကြည်ကသွားနဲ့ပတ်သက်တဲ့ဝေဒနာနဲ့နှလုံးနဲ့ပတ်သက်တဲ့ဝေဒနာကိုအသက်ရွေးရ တကြီးပိုက်မှာဖြစ်လိဖြစ်တဲ့ရှိတဲ့ကျမကြီးဝေဒနာတွေခံစားနေရပြီးလုံနောက်တို့ကျမကြီးဆောင်ရှောက်မှုတွေကိုလည်းအနည်းကျကုသကွင်မရရှိပဲစစ်ကောင်စီခွင့်ပြုထားတဲ့ဆရာဝန်နဲ့စေမှုမြတ်မာတာဆင့်စေမီတိုနီးပြင်ကုသကွင်ပြည်တယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီမှာတော့မိသားစုနဲ့ခေါင်းဝင်စားအဲ့တွေ့ကွင်းကိုလည်းပိတ်ပင်ခံထားရတဲ့တဝူးသူသောနိုင်ငံရေးကျင်းသားတယောက်ဖြစ်ပြီးတော့စစ်ကောင်စီအားမေဆောင်ဆန်းစုကြည်အားရွေချက်ရှိနေစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအင်ပတ်နေစလို့လည်းခုပြန်ထားတာတွေ့ရှိရပါတယ်။ မေတော်စန်းစုကြည်ကစစ်ကောင်စီရဲ့နိုင်ငံတော်အကြီးညိုပြက်စင်မှုတုံးစော်ဒီပုံမှန်နဲ့မူကောင်းများစွာကိုတွက်ခဲ့ပြီးတော့နှစ်ပေါင်း33နှစ်ထိမိန်ချခဲ့တယ်လေ။အဲဒီ93အောက်လတရနေ့မှာ မေတော်စန်းကြည်ပေါ်ဆွဲဆိုမှုများကိုပုံမှန်များတဲ့မှာဘဝဘေးပုံမှန်ပို့ကုန်သွင်းကုန်ဥပဒေပုံမှန်သက်သွယ်ရေးပုံမှန်ကြီးညိုပြက်စင်မှုပုံမှန်မှုလေးမှုကိုလူငယ်ခွင့်ပြုခဲ့တော့လေထုတ်ပြန်ခဲ့ပြီးတဲ့လက်ရှိမှာတော့အကောင့်နဲ့28နှစ်ချမှတ်ကြောင်းသက်မှန်ကြီးညာခဲ့တယ်ဖြစ်ပါတယ်။သူပါမီများချမှတ်ရမှာတော့ သမုဒိရိမြို့နယ်တရားသူကြီးဦးမောင်မောင်လွင်တခိနာ KI တရားသူကြီးဦးရဲလွင်မန္တလေးတိုင်းတရားလွတ်တော်တရားသူကြီးဦးမြင့်တန်းနဲ့မန္တလေးတိုင်းဒေသကြီးတရားလွတ်တော်တရားသူကြီးချုပ်ဒေါခင်သိန်းဝေတို့မှစစ်ကောင်စီစံနာတိုင်းတောင်းဝင်လေးကိုအသွေးမထိန်လိုက်ပါဆောင်ရွက်ခဲ့ကြတယ်လေပေါ်ပြထားဖြစ်တဲ့အတွက်ဒီကောင်တွေရဲ့မိသားစုတွေကိုလည်းအကြောက်တရားပေးဖို့အချိန်ချင်းကြာရောက်ပြီဆိုတာကိုဒီနေရာကနေပြီးတော့တော်လိုင်းရေးပေါ်တွေကိုအမှန်ဒီပြလိုက်ပါတယ် မေတော်ဆန်းစုကြည်မတရားဖမ်းဆီးခံရမှုကြောင့်ဖြစ်ပေါ်လာမဲ့နောက်ဆက်တိုကိစ္စတွေကိုမင်းအွန်လိုင်းသိုးဝင်းပြည်ထရေးဝန်ကြီးကစိုးထုတ်လက်ရှိတော့နားပေးခံထားတဲ့ကောင်ဖြစ်ပါတယ်။ပြည်ထရေးဝန်ကြီးအောင်ယာပြည့်လက်ရှိနေဆက်ရေးရာတောင်းဝင်ထမ်းဆောင်နေပါတယ်။ပြည်ထရေးဝန်ကြီးထွန်းထွန်းနောင်ကာစာတာချောင်းမှုများလည်းဖြစ်တဲ့ဒုတိယဘူဂျုံကြီးတန်းလှိုင်ဘူဂျုံကြီးတန်းထွန်းဦးအေစာကျော်ပုံမြတ်ကျင်းဦးသီးဌာနသွန်ကြိုင်းမှုကြောင့်ဇော်ဝင်းကျင်းဦးသီးဌာန ညွန်ကြိုင်းမှုချုပ်မျိုးဆွေလက်ရှိမှာတော့လုံလုံလုံဖြစ်ပါတယ်။နေပြီးတော့ချုပ်ထောင်ထောင်ပိုင်းတိန်းစော်မောင်ဒူးထောင်ပိုင်းကျော်သူရဦးစည်းရရှိအောင်တန်းမြင့်ကြီးကျက်ရေးမှုတော်မင်းထိုက်ဦးစည်းရရှိတိန်ကြီးမြင့်လက်ထောက်ကျက်ကြီးရေးမှုမေသူအောင်ကောင်းဝင်ခင်ရမယ်လို့လည်းပြည်သူကထုတ်ပြန်မိထားပြီးတော့ဒီကောင်တွေကိုလုံးဝကိုပြစ်ပေးရမယ်ဆိုတာကိုလည်းအွန်လိုင်းရေးပေါ်ကြီးသိအောင်တမန်ပေါ်ပြပေးရခြင်းဖြစ်ပါတယ်။မေတော်ဆန်းစုကြီးကအနာသိစစ်ကောင်စီကမတရားချုံနှောင်ထားမှု ရင်းသားခွင့်ရပယ်ဖျက်မှုနဲ့စိတ်ပိုင်းဆိုင်ရာညှင်းပန်းမှုပေါ်ပြည်ပြည်ဆိုင်ရာတိုင်းဝန်ကလည်းပြင်းပြင်းထန်ရှုတ်ချနေသလိုကျွန်တော်တို့ရဲ့အွန်လိုင်းပြည်သူများနဲ့တော်လန်ရဲဘော်များကလည်းဒီကောင်တွေကိုတဝူးမကြံမိသားစုရဲ့အားလုံးကိုအကြောက်တရားပေးသွားမှာဆိုတော့တမန်ဘူးစောပြေးလိုက်ပါတယ်မကြောက်ဝင်မနာလာရေးစရတဲ့အလားကိုလည်းဒါမှမပြောနေဘူးဆက်သွားပြီးတော့သူအနောက်ကနေရောဓာတ်တွေရောဓာတ်တွေလည်းလိုက်တယ်တန်တုပ်တွေလည်းလိုက်ပြီးတော့ရိုက်တာသူတို့တောင်းမိနေရပါအာလိုက်ရတော့မဟုတ်တာပြေးရောအဲ့နဲ့တော့ရပ်ဖဲဟိုသွားခဲ့တယ်လေအဲဟိုသွားခဲ့တယ်တော့သူတို့ဟိုအင်းကြီးတို့အိမ်ထဲကိုပြေးလာ အေးပြီးတော့တင်းကြီးတို့အဲဘက်ကိုပြေးတော့ဦးဒါအခုကြီးရအောင်အခုအခုဘွားတောင်းတာပေါ့ဘွားတောင်းတော့အိမ်ထဲဝင်နေဝင်သွားတော့တို့တို့ကလည်းမမမတီးတော့တို့တို့ကမလိုက်မမလုတော့ဘူးကြမ်းလို့အမှန်ဟိုဘက်ကိုရှောင်ထွက်သွားတယ်ဓာတ်တွေတုတ်ကြီးကနေတော့သူတောင်းရအောင်ဟောအဲ့ရနေရက်ွက်ရောင်တိုင်းမှုသွားလာရက်ွက်ရောင်လာတော့ဘာကြီးဆက်ဖြစ်လဲရက်ွက်ရောင်ရောက်တော့ဘာကြီးဆက်ဖြစ်လဲလို့ဆိုတော့သူဥက္ကဋ္ဌကလည်း တို့ဘက်ကလည်းလိုက်ပြီးတော့ပြောတယ်ဥပဒါရတယ်အဲ့ဒါကိုသူသားတွေအရည်ပြောတယ်ပြောတော့ဟိုကမိမဆုံးမဖောင်မဆုံးမငါတို့ကတော့ဥစားဖေးမေးတွေအားဆုံးမတယ်လို့နေမနေရနေလို့အဲ့လိုမျိုးပြောနေရတယ်ဘာဖြစ်ချင်လို့လဲဆိုပြီးတော့သူမိမကနေချတော့ရင်မက်ကိုစောင့်တုံးနေစောင့်တုံးနေတုံးအဲ့လိုဥစားပတ်တတ်တယ်ဟွာတယ်ဟွာလို့အမှနေပန်းတုံးတော့သူတို့တွေကပန်းကြီးသားပါလေရောက်ဘိုင်းရိုက်တာအဲ့သူ့ရောက်ကြတယ်သူဘေးကိုစောင့်ပွဲထားတယ် သူတို့ယောက်ျားဆယ်ရင်ဘူးကလည်းသခင်ကိုစောင့်တော့ဆွဲရတယ်။ဟုတ်တယ်။အာတမိတာဖာ၄ရက်ဝိုင်းလောက်တာဘာလို့လဲ။ဥက္ကဋ္ဌ။ယောက်ျားကချုပ်ပေးထားတယ်။မိန်းမတွေတမိတွေကလှုပ်တယ်။လှုပ်တာဥက္ကဋ္ဌကဘာမှမပြော။ဘာမှမပြောဥက္ကဋ္ဌလည်းကြည့်နေတယ်။ဘာမှဥက္ကဋ္ဌသူတို့ဘက်ကပါတာ။သူတို့ဘက်ကနေကဥက္ကဋ္ဌကမင်းတို့ပြောနေရင်ရင်းကိုထောင်ထောင်ချမယ်ဖမ်းမယ်ဆိုပြီးတော့ပြောတာ။ဒေါ်ကြီးမှာဒေါ်ကြီးမှာတာကလေးဘယ်နှစ်ယောက်ရှိလဲ။တာတာဘယ်နှစ်ယောက်လဲ။အားလုံးမောင်တာလုံးကြီး၆ယောက်ရှိတယ်။ ်ဟုတ်တယ်တို့ရဲ့အသားကိုစစ်မှုတန်းနဲ့ထဲမယ်ဘာကြောင့်ဆိုချင်း၆တယ်ဘောလုံးကိုပတ်စံတသိန်းပေးပြီးတော့ပေါ့လောက်ခိုင်းမိပါကြာအဲ့ဒါဟုတ်လားဟုတ်တယ်ပတ်စံတသိန်းပေးဘောလုံးကိုပတ်စံတသိန်းပေးပြီးတော့တဲ့ထူထူခိုင်းမိတယ်ရိုက်ခိုင်းမိတယ်ပါးနေတာတွေရိုက်ခိုင်းမိတယ်ပြီးလို့ဆိုရင်လည်းစစ်မှုတန်းနဲ့ထဲမယ်တဲ့စစ်သားတွေကအဲ့ဆိုစစ်သားတွေကတို့ခိုင်းပါလားတို့ပတ်စံပေးပြီးဟိုပါဗျာပြောပါအော်အဲ့တော့မတည်ဘူးဗျာ။သူတို့ကအဲ့လိုမျိုးထားပြောလား။ထားပြောတော့အဲ့လိုပထမဦးစား။တမတော်ကသူတို့ခိုင်းပတ်ကြနေရပဲ။ပိန်မာလည်းဘူးစား။ပါးသုံးယောက်ကလည်းစစ်မှုလိုက်ရှိတယ်။တယောက်ကတိုက်ပွဲကြပါလေ။တယောက်ကစစ်ထင်းမရဘူး။ တင်းမရဘူးအခုကနောက်နောက်ယောက်ကလည်းစစ်တက်တက်ထဲမှာလည်းမလားနောက်ယောက်ကလည်းတက်ထဲမှာအခုသားအငွေသုံးလေးနဲ့နေရတာအငွေသုံးလေးဘယ်လောက်ပြောပါလဲ16လားဟာ16ပြောတော့လားဆို16ရဲ့ဒီအာအဲ့အဲ့တော့အခုဒေါ်ကြီးသားလေးကိုလည်းသူကဟိုဖြစ်တယ်မလားသူရတယ်ဖြစ်တယ်ဖမ်းမယ်လေပြောလေဘာမှအမငယ်နဲ့ကျမတို့သက်ဆိုင်ရအောင်ပြောပေးမယ်နော်အခုညီတောင်းခံပေးမယ်သိလားဘာမှအမငယ်နဲ့တီးနို့လို့နော်ဒိမန်လေးကိုတွေ့လိုက်တယ်ဒါမင်းလို့မန်းလေးလည်းတွေ့တယ်ဟုတ်ပြီနော်ဒီပြန်လေးကဓနုဆိုတာလည်းမင်းတို့ပြန်မှငါသိတာ မြို့ကောင်ရဲ့အဲ့ PDF ကစား PDF တော့ငါတို့သိတယ် PDF ဆိုအဲမှာ PDF ဖိုင်လေးပို့ပါ PDF ဖိုင်လေးပို့ပါဆိုအဲအဲအကြောင်းကိုအလွယ်သိတာနော် PDF တခုဆိုလေဒီလိုမျိုး software ခေါင်းကတော့မသိမှာဘာသိမှာ PDF ဆိုဘာကောင်းလဲဆိုမင်းတို့သိမှာမဟုတ်မင်းတို့သိရ PDF ဖိုင်ပို့တာမင်းတို့ဘာနေမင်းတို့ PDF ဖိုင်ပို့ပြီးခိုင်းနေရမင်းတို့သိမှာပေါ့ PDF ဖိုင်လေးနဲ့ပို့ပြီးပါ PDF ဖိုင်လေးပို့ပြီးပါဆိုအဲငါတို့အဲ့လိုအဲ့လိုကြောင်မှတ်တာ PDF လို့သိတာနော်ပကပါပကစားပကလာတော့ပါလို့အာ ပတိစံနာမည်လေလာငကားတို့တီကောင်တို့ကြွက်တို့အဲ့ဒါပြီးရင်လေဟိုတံမဏိတို့တံပြားတို့တံဘာဖြစ်နေညာဖြစ်တယ်ငါမင်းနဲ့ငါပြောဘူးလေဟိုမင်းတို့ကတကယ်တမ်းစစ်တကြီးမင်းတို့ကတကယ်တမ်းတမလို့ကြီးဖြစ်သွားရင်မင်းတို့ကကဘာမှာ green စံကြီးညာတော့ဝင်မဲ့စစ်တကြီးဖြစ်သွားမှာဘာဖြစ်လို့ဆိုတာဘယ်နိုင်ငံမှမရှိတဲ့စစ်တကယ်ဖွဲ့စည်းပုံနာမည်ကြီးဟာသလောင်းစားနာမည်ကြီးမျို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 းဟုတ်ပြီလားမသိစစ်လေးဝင်သွားတော့စစ်တဲ့ကြောင့်တမလို့ကြောင့်လာမေးမင်းတို့ အမှန်စစ်သားတွေပေါ့နော်အဲစစ်တပ်မှာမှတောင်းဝင်ရှိတယ်သူကလက်မောင်းပတ်စင်နဲ့တောင်းဝင်တရားရှိတယ်ဟလားရကပါစအထုတ်လို့တတရားចောင်းသိချင်းထုတ်လို့တတရားစတောင်းမေးအာထောက်ဖို့ចောင်းသိထောက်ဖို့စတောင်းမေးမင်းကမေးခိုင်းကပါစရရှေ့ထဲမှာအကုန်လုံးပြေးလို့ဝဲလို့သိနေကြပြီထောက်ဖို့လည်းအကုန်ကြွကုန်ကြပြီနောက်တန်းအထိုင်းနဲ့ကုန်လည်းအကုန်သိကုန်ကြပြီခြေတက်ကောင်တွေလည်းအခုကုန်းပေါ်ရောက်ပြီးလေးဘက်ကုန်းပြီးပြေးပြီးသိနေကြပြီမင်းတို့စစ်တက်မှာတော့ ဖွဲ့စည်းပုံတွေကိုပျက်စီးပြီးတော့လဘောင်းကစိတ်ကအဓိကမဟုတ်ဘူးလူမရှိတော့လူကုန်ဆွဲခေါ်ပြီးတော့မင်းဘကနေပြီးတွေ့မြလူကုန်လုံးကိုကြုံထဲ့ပြီးသူကောက်ဝဲဖို့လုံနေတယ်။ဒါတော့မင်းတို့ကောင်တွေကဝေးလို့အော်နေတယ်။ကဲဘာပဲပြောမင်းတို့ကောင်မျိုးမိတဲ့ခါညရင်တော့ရုပ်တိုက်ဆွဲပြီးတော့ပြည်သူတွေကနေပြီးတော့မင်းပြောခဲ့တဲ့စကားတွေကိုတနေ့လုံးထမင်းမကြွေးဒီမတိုက်ဖ ೇನೆ မင်းကိုပြောခိုင်းဦးမှာအဲ့တော့စိတ်ချမင်းမပူနေနဲ့စီချောင်းတည်ခြင်းစီရစတောင်းမေးစတူရီချောင်းတည်ခြင်းစတူရီရစတောင်းမေးဟောနော်သူကြွညက်လေးမာရောဟုတ်လားမိုင်းချောင်းတည်ခြင်းဘီရစတောင်းမေးဆောက်လို့ချောင်းတည်ခြင်းဂျီရစတောင်းမေးမြို့မျိုးပေါ့အများကြီးပေါ့နော် မင်းအလောက်တွေတွေးမနေတဲ့မင်းပါအကုန်သမေးအကုန်သိတယ်အင်ဂျင်နီယာလည်းမင်းပါလို့တာပဲဆရာဝန်လည်းမင်းပါလို့ပဲစိုက်ပျိုးရေးလည်းပါတာပဲအကုန်လုံးပါတာပဲညီကြီးဖို့လည်းသူပါတာပဲကားတွေရောင်းနေသူပါတယ်နော်တက်စီရောင်းနေသူပါတယ်ဒီစရီရောင်းနေသူပါတယ်စံတွေရောင်းနေသူပါတယ်အကုန်ပါတယ်မင်းပါမသိရဘာမှမရှိဘူးမင်းတို့ကဘိုးကြွှေကိုသူ့ကိုအောင်ထင်ရတဲ့ကောင်းလေးအေးကြာဘူးမင်းတို့အဲ့ဘိုးဘော်တော်ရောင်းဖို့ငရဲပြီးသူ့ဘိုးတော်ငါတို့တော်လန်ပြည်သူတွေနဲ့တော်လန်ကြီးတရားမင်းတို့ကိုတေးချောက်ပေါက်ကိုကြောင်းအောင်လုပ်ပြီးလိုက်မယ်နော်ကောင်းဆောက်ကိုလည်းမှတ်ထားကောင်းဆောက်ကတော်တော်လေးတို့အဲဒီကောင်ကတော်တော်လေးတော့ပြန့်နေတာတွေ့ရတယ်ဘာကောင်လေးတော့မသိဘူးဘယ်ကောင်လေးတော့မသိဘူးဘယ်နာဘယ်လိုပုံသူ့ ဖွဲ့ရှိုးနဲ့ပြောနေတော့မသိဘူးတရားဓုဘောလူကောင်းမိရင်တော့တော်တော်ကြီးကိုပြောစရာကောင်းမနှိပဲနော်ဟောလာဟုတ်ညခံမလားခုခုတတ်သေးမလားဘောမတိုင်ခံပါနဲ့အဲ့တော့မှငါတည်းပြေနော်ဟောဒီကောင်ဒီဘောကလည်းပတ်စံလေးရဖို့ရေးဦးခုလိုမျိုးဘာကြီးပြောပြီးတော့ကိုယ်လူတောင်းခံနေတဲ့ဘောပဲဤလူနိုင်မကျင့်နဲ့နော်ဟုတ်ဟုတ် ပြည်သူပြည်သူချစ်အောင်လေကเนาะဟုတ်အဲ့တော့တမရောချစ်မှန်လို့တမရောတမရောကမိတမရောကဖပဲเนาะစစ်တပ်မရှိရင်တိုင်းပြည်ပြစီမှာပဲဟုတ်လားမဟုတ်လားဟုတ်ပါပြီဟွန်းတရားတော့မင်းတို့မရှိရင်တော့အေးတယ်တဲ့ကို2000လုံးเนาะမင်းတို့ 收烟子，收多少万？都六块的，花两千五，多少万？喏，六块的够多少面六不的够多少万？三千块的，三千块多少？千五标，千五了，没得五万，现有下来，现没啥的，喏，六点六三的嘛，没弄三十五万，都还刚的那个有的，好了好了，好嘞！一钱那准备吗？啊，对对嘛嘛。你看没？你那钱嘛拿？够够在点嘛我够够在点嘛。三千的呗，喏。 三下子呗，新八道的是不？下子嘛，几实呀，喏，八岁开的嘛，讲的喏。我来为啥子有几辆让车开嘞，几辆让没我开的？好啦。好嘞。哥的，哥，停！开到我新霸道不看我？新八道你能看吗？你车看了没？好啦。好嘞。新，你车没？好啦。好。你车哎呀就大把的。好啦。好嘞。再看我这开的，好啦。今年开我我这开的没？再看我这看的。 ဟုတ်တယ်စစ်လက်ရအောင်သိမှာပဲဟုတ်လားဟုတ်ပါရဲ့ဟုတ်ပါရဲ့ဟဲ့မင်းတို့အောင်ပွဲနဲ့ပြန်လာမယ်ဘာစီရမ်းနဲ့ကြုံမယ်မင်းတို့ဟုတ်ပြီလားဟုတ်ဘာဒီနေ့လာရှိတော့ရှိပါဘူးရှိပါဘူးကျွန်တော်လည်းမျိုးရအောင်မယ်ဒီဗီဒီယိုမှတွေ့ရတဲ့အကြောင်းကတော့ဖောက်ကတုံးရဲ့ညာလယုံဆန်ရှားဆိုတဲ့ပုံဖြစ်ပါတယ်။သူကြည့်တော့လည်းကြည့်ပါအောင်ဗျာ။ လူတယောက်ကိုပတ်စံ2000ပေးပြီးတော့အခုလိုမျိုးလှုပ်ခိုင်းနေတာလည်းတွေ့နေရပါတယ်။ဒီကောင်တွေကလည်းငတ်ပြတ်နေတော့လည်းလုံးလက်ကြောတောင်မလုပ်ချင်တဲ့ကောင်တွေကဝင်လို့နေဖြစ်ပါတယ်။တို့လည်းကြော်လိုင်းတက်နေတွေ့တဲ့ခါကျရင်ဘာမှခံယူမရှိတဲ့ကောင်တွေဖြစ်တဲ့အတွက်ချင်းပြေးမှလည်းတေးကြပါတယ်။ဒါပေမဲ့ဒီကောင်တွေတန်ရှာဆိုတဲ့ကောင်ကလည်းဒီမှာတွေ့နေရဖြစ်တဲ့အတွက်တန်ရှာကလည်းတော်လိုင်းရေပေါ်နေနေတဲ့တော်တော်လေးသိပေးကြပါအောင်လို့ညီမဒီမှာတောင်းဆိုလိုက်ပါတယ်။တော်လိုင်းမျိုးတွေအလုံးပဲဒီဗီဒီယိုမှာတွေ့ရမှာကြောင်းရလေးကတော့ကပ္ပနေရတတိတိမှာတော်လိုင်းရေပေါ်ဒီအများကြီးပေါ်ထွန်းခဲ့တာတော့ဒီမှာဖြစ်ပါတယ်အဲ့ဒီတဲကမှအလုံးတည်တဲ့အချိန်မှာ GK ဘက်မှာတော့အလုံး ီမန်လူတယောက်ဖြစ်သလိုရာကိုသိမြက်ကလည်းထောက်ပြပြောဆိုပြထားတာလေးကိုဒီရက်တွေ့ရမျိုးတွေပြန်ဝင်မြပြလိုက်ပါတယ်အလိုမဲ sorry ရပါတယ်အာဂျင်တီးနားနိုင်ငံသားအာဂျင်တိုင်းနေထဲမှာဗမာရီနဲ့အရင်ဒီအကျွမ်းဝင်ဆုံးသူဟာလီယိုနယ်မက်ဆီပါလို့ပြောလို့ရှိရင်မှန်မလားခင်ဗျာအားလုံးသဘောတူကြမှာပါလား လူငယ်တွေကတော့ yes လို့ချက်ချင်းဖြေကြမယ်ထင်ပါတယ်။နည်းနည်းအသက်ကြီးတဲ့လူတွေကတော့စဉ်းစားကောင်းစဉ်းစားကြမှာပေါ့လေ။မှတ်ပါတယ်ဒီနှစ်ခေတ်တခေတ်ထဲကိုပြောမယ်ဆိုလို့ရှိရင်ဗမာရင်းနဲ့အရင်နီးဆုံးအာဂျင်တီးနားနိုင်ငံသားဟာလီယိုနယ်မက်ဆီပါပဲ။ဒါပေမဲ့ခေတ်ဆက်ဆက်လူကြီးလူငယ်အားလုံးနဲ့အရင်နီးဆုံးသူဆိုလို့ရှိရင်တော့မက်ဆီနံပါတ်1ဖြစ်ချင်မှာဖြစ်ပါမယ်။ဒီယေဂိုမာရာဒိုနာဆိုလို့ရှိရင်လည်းဗမာလူမျိုးတွေကြားမှာတခေတ်တယောက်ဆက်ဆန်းတောက်ကြောကြားခဲ့တာပါ။အေးမင်းတို့ခေတ်တော့ဟုတ်တာပေါ့ကွာ။ငါတို့ခေတ်တုန်းကတော့မာရာဒိုနာပဲလို့လူကြီးပိုင်းကပြောချင်ပြောကြပါလိမ့်မယ်။ ဒါပေမဲ့လူကြီးပိုင်းရောလူငယ်ပိုင်းရောနဲ့ယင်းဤကျွမ်းဝင်တဲ့အာဂျင်တီးနားနိုင်ငံသားတယောက်ရှိပါသေးတယ်။သူဟာအာဂျင်တိုင်းဆိုတာအာဂျင်တီးနားနိုင်ငံသားဆိုတာလူတော်တော်များများကမေ့နေတတ်ကြပါတယ်။အခုတော်လိုင်းရေးဖြစ်လိုက်တာနဲ့ Facebook ပေါ်မှာသူ့မျက်နှာ profile တွေဟာမိုးဥကြမှာမျက်ပင်တွေစိမ့်လန်းလာတယ်လို့မျိုးအပြိုင်အယိုင်းနဲ့ကိုထွက်လာပါတယ်။သူ့တပ်ပုံကိုဟိုလူကယူသုံးဒီလူကယူသုံးတဲ့နေရာတိုင်းမှာသူ့မျက်နှာဖြစ်နေပါတယ်။သူကတော့ခြေခွေပါတာပါ။တနက်တာမကိုင်းမှုရရှိမယ် Facebook profile မှာတော့ခြေခွေပါတာကနေ တပြားသားမှမလျှော့ကြပါဘူးခြေခွေပါးလားကြောင်းပြောရင်ကျူပွားကိုပဲပြင်းမြင်ကြတာဆိုတော့သူဟာအာဂျင်တိုင်းမှလားဆိုတာကိုသိပေမဲ့မေ့နေကြတာပါသူ့နာမည်ရဲ့စပိန်အတန်အတွက်အမှန်ကခြေခွေပါးလို့ထွက်ပါတယ်ကျူပွားနိုင်ငံရဲ့အတန်အတွက်အမှန်ကလည်းကူဘားနိုင်ငံမှာဒါပေမဲ့ဒီဗီဒီယိုမှာတော့မြန်မာတွေနှုတ်ကြိုးပြီးသားဖြစ်တဲ့ခြေခွေပါးနဲ့ကျူပွားလို့ပဲသုံးပါမယ်ခြေခွေပါးဟာတော်လန်ရေးသမားတွေမှာ community ထဲမှာစမ်းအပွင့်ဆုံးလူလို့တောင်မှဆိုရမယ်ထင်ပါတယ် နေရာတိုင်းမှာသူ့ပုံကိုတွေ့နေရပါတယ်ဟစ်ပီတွေပန့်ဂီတာသမားတွေရော့ဂီတာသမားတွေကလည်းခြေခွေပါရပုံကိုမျက်မျက်နှုံနှုံတက်ဆင်ကြတာပါပဲမင်းမဲ့ဝါရီတွေကတော့မှတက်ဆင်ကြတာပါပဲဗမာဆန်ဆန်ပြောရလို့ရှိရင်လမ်းတဲကလည်းကြိုက်တာပါပဲတော်လိုင်းသမားကလည်းကြိုက်တာပါပဲနိုင်ငံရေးသမားကလည်းကြိုက်တာပါပဲအမှုပညာရှင်တွေကလည်းအခန်းထဲမှာမျက်မျက်နှုံနှုံချိတ်ဆွဲထားရကြပါတယ်မကြိုက်တာကတော့အာနာရှင်တွေပါအာနာရှင်တွေရဲ့အဲကမ်းမှာခြေခွေပါရပုံကိုဘယ်တော့မှမတွေ့ရပါဘူးဒါပေမဲ့ခြေခွေပါရနဲ့ ကတ်စထရိုဟာ အမေရိကန်ဥရောပအရေးရှင်အစိုးရတွေကအာနာရှင်အဖြစ်သတ်မှတ်တာခံရတဲ့ထိတ်တန့်ပုံကိုယ်တွေပါခြေခွေပါရဆိုလို့ရှိရင်အာနာရှင်အဖြစ်တာမကအကျန့်ဖက်သမားလို့တောင်မှသတ်မှတ်ပါတယ်တခါတလေတော့လေအာနာရှင်ဆိုတဲ့အသုံးကအနေနဲ့တော့ပြဿနာရှိပါတယ်ခြေခွေပါရတို့ကတ်စထရိုတို့ကအမေရိကန်အကြိုက်တင်ပေးထားတဲ့ဘတ်တစ္စတာအစိုးရကိုအာနာရှင်အစိုးရလို့ခေါ်တာပါပါတစ္စတာအစိုးရကိုအာနာရှင်အစိုးရရုပ်သိအစိုးရလို့သူတို့အဲ့ဒါလိုမျိုးသုံးလုံးပါလေအာနာရှင်အစိုးရကိုပြည်သူလူထုအင်အားနဲ့ဖြုတ်ချခဲ့ကြတယ်လို့ ကျူဘာသမိုင်းမှာဖော်ပြပါတယ်။ဒါပေမဲ့အမေရိကန်ကတော့ Castro အစိုးရဆိုလို့ရှိရင်အာနာရှင်အစိုးရလို့သုံးပြန်ပါတယ်။ချေခွေဘာရဟာကမ္ဘာပေါ်မှာပုံတူကူအစွဲခံရဆုံးလူတွေထဲကတက်ရောက်ပါ။ပုံတူဆွဲပြီးတော့ရေးထုပြီးတော့ရောက်စားခံရဆုံးလူတွေထဲကတက်ရောက်လည်းဖြစ်ပါတယ်။ရုပ်ချောလို့ကြိုက်ကြတာကလည်းအကြောင်းတကြောင်းအနေနဲ့ပါပါလိမ့်မယ်။ community ထဲမှာတော့ချောတဲ့လူကခက်ရှားရှားပါ။ဘာလို့လဲတော့မသိပါဘူး။ဗမာ community ထဲမှာတော့ကိုပါဟင်းတယောက်ဟာလူကျော်လို့ပြောကြတာပါပဲ။ ဆရာလေးဝန်ပေါင်းကခြေခွေပါရအကြောင်းထုတ်ပတ်တိပြုစုတော့ရဲကောင်ပြောက်ကြားခြေခွေပါရလို့နာမည်ပေးပါတယ်ရဲကောင်ပြောက်ကြားဆိုတဲ့နာမည်ဟာဆရာလေးဝန်ပေါင်းကိုတိုင်းတီထွင်ပြီးတော့သုံးဆွဲတဲ့နာမည်မဟုတ်ပါဘူးကိုပါဟင်းတို့ဖက်စစ်တော်လန်ရေးပြောက်ကြားအဖွဲ့ရဲ့နာမည်ပါကိုပါဟင်းတို့ပြောက်ကြားအဖွဲ့ထဲမှာထင်ရှားတဲ့ခေါင်းဆောင်တွေကတခင်တန်းထွန်းကိုပါဟင်းတခင်တန်းဖေတို့ပါဘူကျော်အောင်ဆန်းကစစ်တပ်ရဲ့စစ်ဦးစီးချုပ်ယာဒူးကနေအနားယူဖို့စိတ်ကူးတော့စစ်ဦးစီးချုပ်ယာဒူးအတွက်တခင်ပါဟင်းတို့မဟုတ်တခင်တန်းဖေကိုပေးဖို့ ကွန်မြူနစ်ပါတီစီကနေပြီးတော့တောင်းခဲ့ပူးပါတယ်ကွန်မြူနစ်ပါတီကပါတီရဲ့အရေးကြီးတဲ့နိုင်ငံရေးခေါင်းဆောင်တွေမှုလို့နိုင်ငံရေးကအရေးကြီးနေလို့မပေးနိုင်ဘူးလို့ညင်းခဲ့ပါတယ်ကွန်မြူနစ်ခေါင်းဆောင်တွေကစီဥစည်းချုပ်နေရာကိုမယူပြစ်လိုက်ပေမဲ့ဘုံနေဝင်းဘူအောင်ကြီးဘုံမောင်မောင်တို့တင်မြဲစစ်ဗိုလ်တွေရဲ့စိတ်ထဲမှာတော့တော်တော်နာကြည့်သွားခဲ့ကြတယ်လို့တမိုင်းမှတ်တမ်းတွေမှာဖတ်ရှုရပါတယ်ဘမပြည်မှာခြေခွေပါရာဘာကြောင့်လူကြိုက်များသလဲလို့မေးရင်အကြောင်းအမျိုးမျိုးကိုတွေ့ရပါတယ်ဆရာလင်းမောင်မောင်ပြုစုတဲ့ ရဲကောင်ပြောက်ကြခြေခွေပါလားဆိုရဲအထုပ်ပတ်တီရဲ့ဩဇာကတော်တော်ကြီးပါတယ်အထုပ်ပတ်တီဆိုပေမဲ့ဝတ္ထုဆန်ဆန် fiction ပုံတံရေးဖွဲ့ထားတာပါဖြားနာနေတဲ့ကဘာကြီးကိုစိတ်ကုပေးဖို့ဆိုပြီးတော့မော်တော်ဆိုင်ကယ်တစ်စီးနဲ့တိုက်ပီကန်နဲ့ခိုးထွက်သွားတဲ့လူငယ်လေးဟာတော်တော်စိတ်ကူးရတတ်တဲ့လူငယ်လေးလို့ဆိုရမှာပါဘာမှဖြစ်အောင်လုပ်မပြနိုင်ခဲ့ရင်ငပေါ်လိုလူတွေကပြောကြမှာပါဖြစ်အောင်လုပ်ပြသွားတော့လေဒီကမ္ဘာလုံးကလူငယ်တွေနောက်နှစ်ပေါင်းများစွာအထိအားကြရတဲ့ icon ဖြစ်သွားပါတယ် ခြေခွေပါရကိုအခုခေတ်လူငယ်တွေကြိုက်ကြတယ်ဆိုတာကရုတ်ချောတဲ့အပြင်နေပုံထိုင်ပုံဟန်ပန်ဒီဇိုင်းကလူငယ်တွေပြောနေကြစကားနဲ့ပြောရရင်ခူးဖြစ်တယ်မိုက်တယ်လို့ပြောရမှာပါအဲ့ဒါကြောင့်ကြိုက်ကြတာလည်းအကြောင်းချက်တစ်ချက်ဖြစ်ပါလိမ့်မယ်နောက်ထပ်အချက်တစ်ချက်ကတော့ခြေခွေပါရဟာပျောက်ကြားတော်လန်ရေးခေါဆောင်ပါပျောက်ကြားစင်တဲ့နာမည်ကြီးတဲ့တော်လန်ရေးသမားပါအခုဗမာပြည်မှာလူငယ်တွေဆင်နွှဲနေကြတဲ့တော်လန်စစ်ကလည်းပျောက်ကြားတော်လန်ရေးဖြစ်နေပါတယ်အဲ့ဒါကြောင့်ကြိုက်ကြတာလည်းပါပါလိမ့်မယ်အခုຫນွေဥတော်လန်ရေးဖြစ်လာတော့ခြေခွေပါရရဲ့ပျောက်ကြားစစ်ဆိုတဲ့ စီရေးချံဘာသာပြန်စာအုပ်ထွက်လာပါတယ်။ slime budget နဲ့ကွယ်လွန်သူ88ကျောင်းသားတော်လိုင်းရေးသမား community တယောက်ဖြစ်တဲ့ကိုဇော်ထွန်းတို့နှစ်ယောက်ပူးတွဲဘာသာပြန်တဲ့စာအုပ်ပါ။ကိုဇော်ထွန်းကလက်ရှိဗမာပြည် community party ထိပ်တန်းခေါင်းဆောင်တယောက်ရဲ့တူတော်တယ်လို့လည်းဆိုပါတယ်။ခြေခွေပါရရဲ့ပျောက်ကြားစစ်စာအုပ်ဟာအကောင်းဆုံးပျောက်ကြားစစ်စီရေးချံလို့ဆိုကြပါတယ်။တကယ်တော့ခြေခွေပါရဟာပျောက်ကြားစစ်နဲ့ပတ်သက်လို့ရှိရင်မော်စီတုံးရဲ့တပည့်လို့ဆိုနိုင်ပါတယ်။သူ့ရဲ့ပျောက်ကြားစစ်ချမ်းဟာမော်စီတုံးရဲ့ theory တွေကိုကိုးကားပြီးတော့ရေးတာပါ။ ူရဲ့တဲ့ပျောက်ကြားစစ်ဆိုတဲ့စီရေးကျန်းထဲမှာပါတဲ့နီးနာတွေဟာမော်စီတုံးရဲ့နီးနာတွေပါပဲဒါပေမဲ့မော်စီတုံးရဲ့ပျောက်ကြားစစ်အကြောင်းရေးသားချက်တွေဟာစောင်းမရှိတဲ့အနေနဲ့ခိုးနားနေနေဒီနားနေနေဖြစ်နေပါတယ်ပြီးတော့မော်စီတုံးရဲ့ပျောက်ကြားစစ်ဂျူဟာတွေနီးနာတွေဟာတယုတ်ပြည်နောက်ခံနဲ့ဆက်ဆက်ရေးသားထားတာတွေပါချီကွေပါရရဲ့ပျောက်ကြားစစ်ကျမ်းကတော့ကျူဘာအတမိုင်းအကြောင်းကမပါသလောက်ပါပဲနိုင်ငံတိုင်းမှာသုံးဖို့အတွက်ရေဘုံရသဘောတရားစာအုပ်တစ်ခွဲရေးထားတာကိုတွေ့ရပါတယ် အဲ့ဒါကြောင့်ချီဂွေဘာရာရဲ့ပျောက်ကြားစစ်စစ်ရေးကြမ်းကိုအကောင်းဆုံးလို့ဆိုကြတာဖြစ်ပါလိမ့်မယ်။မော်စီတိုရဲ့ပျောက်ကြားစစ်သဘောတရားတွေကိုဖတ်ချင်ရင်တော်တော်ပွေနောက်ရှာဖွေရပါတယ်။စစ်ရေး၆ဆောင်ကလွဲပြီးတော့ကြာရင်တဲ့စစ်ရေးဆောင်မတွေကတစုတစည်းတည်းမရှိကြပါဘူး။လေရွေးစင်ကြမ်းတွေထဲမှာဟိုနားနေနဲ့ဒီနားနေနဲ့ဖြစ်နေပါတယ်။တချို့စစ်ရေးဆောင်မတွေဆိုလို့ရှိရင်ဘာသာပြန်ပြီးသားလေရွေးစင်ကြမ်းလေးတွဲထဲမှာမပပါဘူး။ဘာသာမပြန်သေးတဲ့မော်စီတိုလေရွေးစင်ကြမ်းထဲမှာဟိုနေနဲ့ဒီနေနဲ့ဖြစ်နေပါတယ်။စစ်ရေးနဲ့ပတ်သက်ပြီးတော့လူဖက်အများဆုံးကစွန်စု Crosswick မော်စီတုံးချေခွေပါတာ Carlos Maricela နဲ့နောက်တစ်ယောက်ကတော့ဘာသာပြန်မတွေ့ဘူးသေးပါဘူး Vietnam တော်လိုက်ရဲ့တမဗိုလ်ငွေရင်ဂူရက်တို့ဖြစ်ကြပါတယ်ဒီတိုင်းမှာ Crosswick ရဲ့အကျန်းကလည်းတိတ်နာမည်ကြီးပေမဲ့ကျွန်တော်သိသလောက်ဆိုလို့ရှိရင်ဘာသာပြန်မရှိသေးပါဘူး Vietnam တော်လိုက်ရဲ့တမဗိုလ်ငွေရင်ဂူရက်ဟာလည်းစီရင်မှာနာမည်ကြီးပါတယ်သူရေးထားတဲ့စာအုပ်ကိုအင်္ဂလိပ်ဘာသာနဲ့တွေ့ရပြီမဲ့ဘာသာပြန်မရှိသေးဘူးလို့ထင်ပါတယ် ခြေခွေပါရကိုနောက်ထပ်လူချိုက်များတဲ့အကြောင်းတစ်ချက်ကတော့သူဟာနိုင်ငံတကာဝါဒီဖြစ်ကြောင်းထင်ထင်ရှားရှားတက်တည်ပြခဲ့တဲ့လူတစ်ယောက်လည်းဖြစ်လို့ပါသူကအာဂျင်တီးနားနိုင်ငံသားပါဒါပေမဲ့သူလွတ်မြောက်အောင်တိုက်ခိုက်ခဲ့တဲ့အတိုင်းပြည်ကကျူပါပါသူများတိုင်းပြည်ကိုလွတ်မြောက်အောင် လုပ်ပေးတဲ့ခေါင်းဆောင်ဆိုတာအလွန်ရှားပါတယ်ကျွန်တော်သိတဲ့လောက်တော့သူတယောက်ထဲပဲလို့ထင်ပါတယ်ကျူဘာဒေါ်လာရင်းမှာသူဟာဒုတိယခေါင်းဆောင်ပါဖီရယ်ကော့စထရိုပြီးလို့ရှိရင်သူဟာအထင်ရှားဆုံးခေါင်းဆောင်ပါ ရာဟုကက်စထရိုထက်သူကပို့ပြီးတော့အရေးပါတယ်လို့ယူဆကြပါတယ်။ကျူဘာဒေါ်လာရင်းမှာကတက်ရာဒူးကိုကြည့်ပြီးတော့နိုင်ငံရေးအဆင့်ကိုခွဲခြားသတ်မှတ်ဖို့ခက်ပါတယ်။ဘာကြောင့်လဲဆိုတော့ဗမာပြည်စစ်တပ်မှလို့ဘိုးကြီးဘိုးလေးဘိုးပေါက်ဆဘိုးအေယာမဘိုးအေယာမအေယာမဆိုတာမျိုးတွေအဆင့်ဆင့်ခွဲမှထားပဲနင်းနိုင်တယ်များနင်းနေပဲအဆင့်ခွဲထားလို့ပါ။ဘာကြောင့်အဲ့လိုလောက်ထားတယ်လဲဆိုတော့အထက်အောက်အဆင့်တန်းခွဲခြားတဲ့စနစ်ပေါ်မလာအောင်လို့ပါဘျူရိုကရေစီနည်းနည်းနဲ့နည်းအောင်လောက်ထားတာပါဒါကတော့အတူယူမှတ်သားစရာတစ်ခုပါ ချေဂွေဗာရာဟာကက်စထရိုညီနောင်နဲ့လက်တွဲပြီးတော့ကျူဘာကိုလွတ်လပ်အောင်တိုက်ပေးနိုင်ခဲ့ပါတယ်။ကျူဘာလွတ်လပ်ရေးရပြီးတဲ့နောက်မှာသူဟာစီးပွားရေးဝန်ကြီးတာဝန်ယူခဲ့ပါတယ်။ကုလသမဂ္ဂမှာစီးပွားရေးဝန်ကြီးအဖြစ်နဲ့ဆင်ဝစ်ဆုံနဲ့တွားရောက်တော့အလွန်နာမည်ကျော်ကြားခဲ့ပါတယ်။အဲ့လိုဝန်ကြီးဖြစ်နေရကနေချေဂွေဗာရာတည့်ရက်မှာရုတ်တရက်ပြောက်သွားတော့သတင်းသမားတွေကအသက်အံလိုက်ရှာကြပါတယ်။ကက်စထရိုအစိုးရကိုမေးတော့လည်းအဖြေမရပါဘူး။အဲ့ဒီအချိန်မှာတကယ်တမ်းပြောက်သွားတဲ့ချေဂွေဗာရာကတော့ဘိုလီးဗီးယားနိုင်ငံတော်ထဲမှာတော်လန်ရေးတွားလုံနေပါပြီ။ တကယ်ဆိုရင်သူကဝင်ကြီးဖြစ်နေပါပြီရေပေါ်စီဖြစ်နေပါပြီကောင်းကောင်းနှက်နေလို့ရနေပါပြီအဲ့ဒါကိုကျူပါမှာအေးအေးဆေးဆေးဝင်ကြီးလုပ်နေပဲနဲ့သူမြနိုင်ငံထဲဝင်သွားပြီးတော့တဘုံလုတ်နေတာဟာအံ့အားသင့်စရာပါတော်လိုင်းသမားစစ်စစ်ဖြစ်ကြောင်းအကောင်းဆုံးတက်တည်ပြချက်တစ်ခုလည်းဖြစ်ပါတယ်တချိန်ထဲမှာပဲသူဟာသူစာတီနိုင်ငံအာဂျင်တီးနားလွတ်မြောက်ရေးအတွက်ဆောင်ရွက်နေပါသေးတယ်သူမြပြည်တွင်းရဲ့မဆွတ်ဖက်ရဘူးဆိုတော့ဒီနှစ်ခေတ်နိုင်ငံရေးသမားတွေကိုခြေကွေပါတာဒါရှိသေးရင်ဟဟပါပဲလို့များပြောမလားမသိပါဘူး အခုလိုအော်တိုဘာလတလမှာချေဂွေဘာရာဟာဗိုလီးဗီးယားနိုင်ငံက တော်ထဲမှာအဖက်စီခံရပြီးတော့ဗိုလီးဗီးယားအစိုးရကတိတ်တဆိတ်တက်ဖြတ်ပြစ်လိုက်ပါတယ်ချေဂွေဘာရာအသက်ခံရပြီးတဲ့နောက်မှာကျူဘာအစိုးရကသူ့ဒိုင်ယာရီကိုဗိုလီးဗီးယားဝန်ကြီးတယောက်စီကလက်ထိုးဝယ်ယူပြီးတော့စာအုပ်ထုတ်ဝေခဲ့ပါတယ်ဗိုလီးဗီးယားအစိုးရလည်းနိုင်ငံတကာနဲ့အပြည်တွင်းမှာပြင်းပြင်းထန်ထန်ဝေဖန်ဆန့်ကျင်မှုတွေဇက်တိုက်ခံရပြီးတော့နောက်ထပ်တစ်နှစ်ခွဲအကြာမှာ ပြုတ်ကျသွားခဲ့ပါတယ်အင်မတန်ဒဏ္ဍာရီဆန် သူရဲကောင်းဆန်လာတဲ့ခြေခွေဘာသာရဲ့ဘဝကိုဆရာလေးုံမုံမုံကဆုတ်ချက်နိုင်နိုင်နဲ့ရေးချယ်တီကုန်းလိုက်တဲ့ရဲကောင်ပြောက်ကြားခြေခွေဘာသာစာအုပ်ဟာတိတ်လျာမြောက်လွန်းတဲ့အတွက်ဗမာတော်တိုင်းသမားလူငယ်တွေကြားထဲမှာသူ့ရုပ်လောဟာဒီနေ့အထိတတတဖြစ်နေရတာလို့လဲထင်ပါတယ်ခင်ဗျာဗလံမျိုးတွေအားလုံးပဲဒါတော့အားလုံးတည်တဲ့အတိုင်းပဲဘာရအကြောင်းအခုဒီမြက်ကဘုံကြီးတာနေပြောသွားဖြစ်ပါတယ်ဒီဗီဒီယိုရောနံပါတ်ဆုံးတက်လိုက်ပါတယ်နောက်ထပ်ပြီးမှတော့ Not the Neutral ဖြစ်လို့ရတယ်ကျွန်တော်ရဲ့ Budget Revolution Channel လို့လည်းရန် Support လို့လည်းရန် Support လုပ်ရပြီး ဘေးရခေါင်းလိုလိုက်ခြင်းတက်လာတဲ့ပြီးတော့တင်ရအောင်ကြည့်ရပါရယ်နောက်ထပ်ပြီးတော့ပြန်နေဆုံးကြပါမယ်